င်္ဂလာပါခင်ဗျရန်ကုန်ခေတ်ကနေဒီကနေ့နေ့လည်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ရခိုင်ပြည်နယ်ရန်ပြည်မြို့ကိုလုံးဝအပိသက်သိမ်းယူလိုက်ပြီးရခိုင်တပ်တော်အေအေကမနေ့ကညပိုင်းမှာပဲတရားဝင်ကြေညာလိုက်တဲ့အပြင်ရတေတောင်မြို့ကိုပါဆက်လက်အရှိန်မြင့်ထိုးစစ်ဆင်တိုက်ခိုက်နေတယ်ဆိုပါတယ်ဂင်းပြည်နယ်မြောက်ရီမြို့နယ်ကအကြမ်းဖက်စစ်ကောင်စီရဲ့ဖလူတက်စကန်ကို KNL ပူးပေါင်းတပ်တွေက9မိနစ်တာတာလောက်မှာပဲတိုက်ခိုက်သိမ်းပိုက်ရရှိသွားတယ်ဆိုတဲ့သတင်းပါဝင်ဒီနေ့နေ့လည်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ် အခုပြန်အောင်တင်ဆက်ပေးခြင်းတရင်ကတော့ရခိုင်ပြည်နယ်ရမ်းပြမြို့ကိုလုံးဝအပိသက်သိမ်းယူလိုက်ပြီလို့ရခိုင်တပ်တော်အေအေကမနေ့ကညာဘက်မှာပဲတရဝင်းကြီးညာလိုက်တဲ့အပြင်ရသေးတောင်မြို့ကိုပါဆက်လက်အရှိန်မြင့်ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ထုတ်ပြန်ကြီးညာလိုက်ပါတယ်လက်ရှိရခိုင်တပ်တော်အေအေကသိမ်းယူထားတဲ့မြို့တွေဟာပလောဝမြို့နယ်ကြောက်တော်မြောက်ဦးမင်းမြားပေါတော်ပုံနာကျွန်းမြေပုံမြို့နယ်အခုနောက်ဆုံးရမ်းမြမြို့အပါဝင်မြို့ပေါင်း၈မြို့အထိရှိလာပြီလို့လဲဆိုထားပါတယ် မတ်လ17ရက်နေ့ဖြစ်တဲ့မနေ့ကမွန်လွဲပိုင်းမှာပဲရခိုင်တတော်အေအေဟာရံပြဲမြို့မှာနောက်ဆုံးကြံနေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအားလုံးကိုတရောက်မကြံချိန်မုံရှင်းလင်းလိုက်ပြီးဖြစ်တဲ့အတွက်ရံပြဲမြို့ဟာရခိုင်တတော်အေအေကလုံးဝအပိသက်သိမ်းယူလိုက်တဲ့မြို့ဖြစ်သွားပါပြီလို့အေအေရဲ့ထုတ်ပြန်ချက်မှာဆိုထားပါတယ်လက်တော်ရံပြဲမြို့မှာစစ်ကောင်စီတပ်ကနင်းမိုင်းတိုက်မိုင်းတွေထောင်ထားခဲ့တဲ့အတွက်ရန်မြန်မျိုးကန်ပြည်သူတွေအနေနဲ့ကတော့မိမိတို့ရဲ့နေအိမ်ကိုချက်ချင်းအလင်းစလိုဝင်ရောက်မှုတွေမပြုတ်လောက်ကြဖို့ ရခိုင်တပ်တော် AA ကမြစ်တာရက်ခံထားပါသေးတယ်။တစ်ဖက်မှာလည်းရခိုင်တပ်တော် AA ဟာရသေးတောင်မြို့မှာရှိတဲ့စစ်ကောင်စီရဲ့တရင်ဌာနချုပ်တွေကိုဆက်လက်အရှိန်မြှင့်ထိုးစစ်ဆင်တိုက်ခိုက်နေပြီးမောင်တော်မြို့မှာရှိတဲ့စစ်တပ်နယ်ကြားဆောင်စခန်းကနေထွက်ပြေးနေတဲ့စစ်သားတွေဟာလည်းရခိုင်တပ်တော် AA ရဲ့လိုက်လံတိုက်ခိုက်ချေမှုန်းမှုတွေအတွေ့မှာပဲ။မင်္ဂလာဒေ့ရှ်နိုင်ငံဘက်ကိုထပ်ပြီးထွက်ပြေးနေကြပြန်တယ်လို့ရခိုင်တပ်တော် AA ကထုတ်ပြန်ထားပါတယ်ခင်ဗျဒီတခါဂင်းပြည်နယ်ဘက်မှာလည်း မြဝတီမြို့နယ်ကအချမ်းဖက်စကောင်စီရဲ့ဖလူးစစ်တပ်စကန်ကို KNL ပူပေါင်းတပ်တွေက9မိနစ်သာသာလောက်မှပဲတိုက်ခိုက်သိမ်းပိုက်ရရှိသွားတယ်လို့ Cobra Colon 2 Venom တဒင်းရှင်မြစ်ကရန်ကုန်ခေတ်ကိုပြောပါတယ်မတ်လ17ရက်နေ့ဖြစ်တဲ့မနေ့ကညနေပိုင်းမှာပဲစစ်ကောင်စီရဲ့ဖလူးစကန်ကို KNL လက်အောက်ခံ Cobra စစ်ကြောင်းကနေဝင်ရောက်တိုက်ခိုက်ရမှာ9မိနစ်သာသာလောက်မှပဲစကန်တစ်ခုလုံးကိုသိမ်းပိုက်ရရှိသွားတယ်ဆိုပါတယ်လက်ရှိ Cobra စစ်ကြောင်းရဲ့မူအရာ တိုက်ပွဲနဲ့ပတ်သက်တဲ့အသေးစိတ်အချက်အလက်တွေကိုစစ်ကြောမှာရှိတဲ့ဘသူမှပြောခွင့်မရတဲ့အတွက်ကော့ဘရာရဲ့တရားဝင်လူမှုကွန်ရက်စာမျက်နှာကနေသတင်းထုတ်ပြန်မှုသာအတီးဖြစ်တာကြောင့်ပြည်သူတွေအနေနဲ့ကော့ဘရာရဲ့သတင်းထုတ်ပြန်မှုကိုစောင့်ဆိုင်းစေချင်ပါတယ်လို့လဲကော့ဘရာကော်လန်2 Vinon the Danger Mika ပြောထားပါတယ်အကျန်းဖက်စစ်တပ်ဘက်ကတော့အဲ့ဒီသူတို့ရဲ့ဖလူစခန်းဆုံးရှုံးသွားပြီးတဲ့နောက်လေကြောင်းတိုက်ခိုက်မှုတွေလက်နက်ကြီးတိုက်ခိုက်မှုတွေကိုတညာလုံးတောက်လျှောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ိုင်းမြန်မာနယ်စပ်မဲဆောက်ဘက်ကတောင်ပောက်ကွဲတန်းတွေကြားနေရတယ်လို့ဒေသခံပြည်သူတွေကပြောထားပါတယ်ခင်ဗျအခုတခါကချင်းပြည်နယ်ဘက်မှာလေဖားကဲမြို့နယ်ကအချက်ဖက်စစ်ကောင်စီရဲ့ကတိုင်းတောင်တပ်စခန်းကို KIA နဲ့မဟာမိတ်ပူးပေါင်းတပ်တွေကမနေ့ကညနေပိုင်းမှာပဲအပိသက်တိမ့်ပိုက်လိုက်ပြီးအဲ့ဒီတိုက်ပွဲမှာတာမခန်တပ်စခန်းကနေထွက်ပြေးလာတဲ့ခမရတစ်တစ်ကိုတရင်မှုဒုဗိုလ်မှူးကြီးတပ်ပိုင်ထုံးအပါဝင် စစ်သားအယောက်90ကျော်လုံးဟာအကုန်လုံးတေကုန်ကြပြီလို့ KIA သတင်းရင်းမြစ်ကပြောပါတယ်မတ်လ17ရက်နေ့ဖြစ်တဲ့မနေ့ကညနေပိုင်းမှာပဲအကြမ်းဖက်စစ်ကောင်စီရဲ့ကတိုင်းတောင်တက်စကန်ကို KIA နဲ့မဟာမိတ်ပူးပေါင်းတပ်တွေကအပိသက်သိမ့်ပိုက်ရရှိသွားပြီလို့ဆိုပါတယ်အဲ့ဒီတိုက်ပွဲမှာတာမခန်တက်စကန်ကနေစုတ်ခွာထွက်ပြေးလာတဲ့ခမရတစ်တစ်ကိုတရင်မှုဒုဗိုလ်မှူးကြီးတပ်ပိုင်ထုံးအပါဝင်စစ်သားအယောက်90ကျော်လုံးဟာတိုက်ပွဲထဲမှာပဲအကုန်လုံးတေကုန်ကြပြီ ကတိုင်းတောင်စကန်တစ်ခုလုံးကို KIA နဲ့မဟာမိတ်တပ်တွေကအပိသက်တိမ့်ပိုက်လိုက်ပြီလို့ KIA သတင်းရင်းမြစ်ကပြောထားပါတယ်ခင်ဗျဒီတစ်ခါစကိုင်းတိုင်းဘက်မှာလေကလေးမျိုးနယ်ကကန်တာယာကျေးရွာဘက်ကိုစစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေနဲ့ပြူစောထီတွေကိုတော်လန်ရေးတပ်ပေါင်းစုတွေကနေတိုက်ခိုက်ချိန်မုံးရမှာစေကောင်စီဘက်ကအသေးများပြီးတော့တနက်24လက်ကိုပါတင်းစီရရှိထားတယ်လို့ပြည်သူ့ကာကွယ်ရေးအမှတ်1စစ်ဒေသစီကနေသိရပါတယ်မက်လာ၁၀ရက်နေ့က ကလေးမြို့နယ်ကံတရားကြေးရွာဘက်ကိုအကြမ်းဖက်စစ်ကောင်စီတပ်သားတွေနဲ့ပြူစောထီတွေအပါဝင်စုစုပေါင်းအင်အား80လောက်နဲ့စစ်ကြောင်းထိုးလာတဲ့အချိန်တော်လန်ရဲ့တပ်ပေါင်းစုတွေကနေကြဖြတ်တက်ခတ်ရမှာတိုက်ပွဲဖြစ်ပွားခဲ့တယ်ဆိုပါတယ်အဲ့ဒီတိုက်ပွဲအတွင်းစစ်ကောင်စီဘက်ကအပွေများသွားတဲ့အပြင်တိုက်ပွဲဖြစ်ပွားရာနေရာကနေတနတ်24လက်နဲ့စစ်ကောင်စီတပ်သားမသားလောင်းပုံးလောင်းကိုပါရရှိထားတယ်လို့ပြည်သူကာကွယ်ရေးအမှတ်1စစ်ဒေသစီကနေသိရပါတယ်ခင်ဗျအခုတခါရန်ကုန်မြို့မှာတော့ ဗဟန်းမြို့နယ်မှာနေတဲ့စိတ်ကြမ်းမာရေးချုပ်တဲတဲ့သူမောင်ဆန်ထွန်းဆိုသူကိုအကြံဖက်စစ်တပ်ကတပ်သားတစ်အဖြစ်အတင်းအဓမ္မစုဆောင်းသွားပြီးတဲ့နောက်အဆက်အသွယ်မရဘဲပျောက်ဆုံးနေတယ်လို့မောင်ဆန်ထွန်းရဲ့အမဖြစ်တဲ့သူကရန်ကုန်ခေတ်တက်ကိုပြောပါတယ်မတ်လ17ရက်နေ့ဖြစ်တဲ့မနေ့ကမနက်ပိုင်းမှာပဲအသက်25နှစ်အရွယ်စိတ်ကြမ်းမာရေးချုပ်တဲတဲ့သူမောင်ဆန်ထွန်းဆိုသူဟာနေအိမ်ကနေမုတ်သွားဝင်မယ်လို့ပြောပြီးထွက်သွားတဲ့အချိန်ပျောက်ဆုံးသွားပြီးတဲ့နောက်မွန်းတဲ့ချိန်ရောက်တဲ့အခါမှာတော့ မင်္ဂလာတော်စစ်သားစုဆောင်ရေးတပ်ရဲ့တာဝန်ကျစစ်သားတဦးကဖုန်းနဲ့ဆက်သွယ်လာပြီးမောင်စံထွန်းဆိုသူဟာစစ်တပ်ထဲရောက်နေတဲ့ဆိုတဲ့အကြောင်းအသိပေးပြီးနောက်မှာပဲအဆက်အသွယ်မရတော့ဘူးလို့ဆိုပါတယ်စစ်တပ်ကဖုန်းဆက်လာတဲ့အချိန်မောင်စံထွန်းရဲ့အမဖြစ်တဲ့သူကခလေးဟာစိတ်ကျမ်းမာရေးချွတ်တဲ့တဲ့သူဖြစ်တဲ့အကြောင်းကိုစာရွက် စာတမ်းမှာတတ်သိပြလို့ရပါတယ်လို့ပြောတော့ဖမ်းခေါ်သွားတဲ့စစ်သားဟာခလေးကိုသူ့အနေနဲ့ကြည့်တော့အကောင်းကြီးပါလို့ပြန်ပြောပြီးစစ်တိုက်တဲ့အထက်မဟုတ်ရင်လဲ ရေတက်တို့လေတက်တို့တခြားနေရာကိုထည့်ပေးလို့ရတယ်လို့သာပြောပြီးအဆက်အသွယ်ပြတ်တောက်သွားတယ်လို့စစ်သားတွေအဖြစ်အဖမ်းခံရတဲ့မောင်စံထွန်းရဲ့အမဖြစ်တဲ့သူကရန်ကုန်ခေတ်တွေကိုပြောထားပါတယ်။အဲဒီနောက်အမဖြစ်တဲ့သူဟာမင်္ဂလာတုံစစ်သားစုဆောင်းရေးတက်ကိုလိုက်သွားတဲ့အခါကျတော့တာဝန်ကျစစ်သားတွေကိုအချက်အလက်တွေသာပေးထားခဲ့ရပြီးမြည်သည့်တည်င်းအစနာမှမရတော့ဘူးလို့အမဖြစ်တဲ့သူကပြောထားပါတယ်။လက်ရှိအကြမ်းဖက်စစ်တပ်ဟာ ိုင်ငံတော်စစ်မှုမထမ်းမနေရဥပဒေထုတ်ပြန်ပြီးတဲ့နောက်ပိုင်းလူငယ်တွေကိုနေရာနဲ့မှာအတင်းအဓမ္မဖန်ခေါ်ပြီးစစ်သားစုဆောင်ဓာတ်တွေကိုတောက်လျှောက်လှုပ်လာနေတယ်လို့လည်းသိရပါတယ်ခင်ဗျဟုတ်ကဲ့ဒါကတော့ရအောင်ခစ်တက်ကနေဒီကနေ့နေ့လေကင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်စုတင်ပါတယ်ကျွန်တော်နိုင်ငယ်ပါ